အထာနာမေတံဘိက္ခေအနဝကာသောယံပရုပက္ကမေနတထကတံဇီဝတံဟောရောပိယအနုပက္ကမေနဘိက္ခေတထကတာပြိနိဗ္ဗာန်ယံတိအတိဘေကသူတစ်ပါးဒီလုံလပြောကနဲ့မြတ်စွာဘုရားကိုတည်အောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာပဲအထာနာမေတံ impossible ဖယ်နည်းနဲ့မှဖြစ်ဘူးဘုရားဆိုတာဟာ သူတစ်ပါးရဲ့တပ်ဖြတ်မှုမပါဘဲနဲ့သဘာဝအတိုင်းသာလဲပြိဋိဘံဆံရိုးရှိခဲ့ဆိုတဲ့ဒီစကားကိုမိတ်ချတာနော်အဲ့ဒီအဋ္ဌာနမေတံဘိက္ခဝေအနဝကတော်အဋ္ဌာနဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကတော်ဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပြုပက္ကမေနတထာဂတံဇီဝိတံဟောရောပိယသူတော်ဘာတွေကလုံးလိုက်ပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တဲ့ဖြတ်တဲ့ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူး အနုပကမေနဘသူရဲ့လုံးလာမှာမပါပဲနဲ့တထာဂတာပြိနိဗ္ဗာန်ယန္တိဖရာဆိုတာသူ့အလိုလျောက်တာပြိနိဗ္ဗာန်ဆန္ဒသူများတတ်လို့မသေးဘူးလို့ဆိုလိုတယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်အသုံးချလို့ရတယ်ဖြုံကြည့်လို့ရှိရင်တော့လောက်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတတ်ဖြတ်ခြင်းကမတတ်နိုင်ဘူးတဲ့ တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ်။သူများတွေကမလောက်ကြံနိုင်ဘူး။မြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထာနာမေတံဘိက္ခူနဝကံတော်ယံပရုပက္ကဝေနတထာဂတံသီဝိတဝရောပိယ။အနုပက္ကဝေနဘိက္ခူတထာဂတပြိဋိဘယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တရေဆဲပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့ အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်เนาะ